ဟုတ်ကဲ့ကျွန်တော်အခု Facebook News Feed မှာ360တပုံတပုံတွေ့လေးကြည့်နေရမှာเนาะအဲကျွန်တော်ကြည့်နေတဲ့စိတ်ကူးရပြကျွန်တော်တို့ Tagus ကပြည်သက်တွေလဲကိုရန်360ပုံတွေရိုက်ချင်တယ် Social Media ပေါ်မှာ Digital ဆိုရင်ဘယ်လိုလုပ်မလဲအဲကျွန်တော်ကနည်းလမ်းပြပေးပါပါ360တပုံတပုံကကျွန်တော်တာမန်တပုံလေးလုံးမဟုတ်ပဲနဲ့ကိုရန်360ဒီဂရီစိတ်ကြိုက်လှည့်ကြည့်နေတာကြောင့်တပုံနဲ့အနေအောင်ကိုယ်တကယ်ရောက်သွားသလိုခံစားရမှာပါ ဒီလို360ပုံလေးရိုက်ဖို့အတွက်အရင်ဆုံးကတော့ကျွန်တော်360ကင်မရာတွေပါတီးတန့်လုပ်ပေးမယ်ခုခေတ်မှာတော့ကျွန်တော်စမတ်ဖုန်းတစ်လုံးရှိရုံနဲ့360ပုံလေးကိုလွယ်တကူရိုက်လို့ရတယ်လို့ဆိုရှယ်မီဒီယာမှာလည်းလွယ်တကူတင်လို့ရပါပြီအဲ360တပုံရိုက်လို့ရတယ်ဆိုတော့ application တွေအများကြီးရှိရဆိုပေမဲ့ကျွန်တော်သုံးမှုလောက်တော့ Google ကထုတ်ထားတဲ့ Street View app တော့မကောင်းဘူးဗျာ Google Street View app ကတော့အလွယ်ကူဆုံးနဲ့အကောင်းဆုံးလို့ပြောမှာပါဒါဆိုရင် Street View app ကိုတုံးပြီးတော့360ပုံတွေဘယ်လိုရိုက်မလဲပြီးရင် social media ပေါ်မှာဘယ်လိုတင်မလဲကျွန်တော်ကြည့်ကြည့်လိုက်အောင်ဒါကခုကိုဖုန်းနဲ့အစတူဒီယိုအပ်ထဲဝင်မယ်။အဲပြီးရင်အောက်ကကင်မရာပုံလေးကိုနှိပ်ပြီးတော့ကင်မရာကိုထည့်ပေးလိုက်ပါ။အဲဒါတော့ကျွန်တော်အခုမြင်ကွင်းပေါ်လာပြီပေါ့နော်။ရှေ့ရလိမ်မော်ဝိုင်းစလေးနဲ့ခုကင်မရာဝိုင်းလေးနဲ့ quality ဖြစ်အောင်ထားပေးလိုက်ရင် အဲပုံတမောင်ရပါလိမ့်မယ်အဲပြီးရင်နောက်ထပ်ဘယ်ကိုရွှေ့လိုက်ရင်ပုံတမောင်ထည့်ရပါလိမ့်မယ်ကျွန်တော်ဒီနေ့တိုင်းမှာအထက်အောက်ဘယ်ညာဒီဒီမော်ယာ Y14 နဲ့ quality ဖြစ်အောင်လိုက်ရိုက်ပေးရမှာပါအဲကျွန်တော်ဒီမှာမရိုက်ခင်တခုတတိပြုရမှာကိုမြင်ခွင့်မှာလူတွေလှုပ်ရှားနေရဲ့အရာဝတ္ထုပိုင်းမပိုင်ဘူးကောင်းတယ်ပေါ့နော်အဲဒီကောင်းလေးပါကျွန်တော်လူတွေပါရလှုပ်ရှားနေရဆိုတော့ဒီဘက်မြင်ခွင့်မှာပါလိုက်ဟိုဘက်မြင်ခွင့်မှာပါလိုက်နေဆိုရင်ဟိုတပြက်ဒီတပြက်ပါလာတတ်ပါတယ်ဒါကတော့ကိုမြိုက်ခင်တတိထားမှာပေါ့နော် ရှုကင်းတွေပါရိုက်ရင်တော့ဒါပြဿနာတော့မဟုတ်ဘူးပြ။ဘာလို့လဲဆိုတော့ရှုကင်းဆိုလူတွေပါတိတ်မရှိဘူးဆိုတော့ပိုင်မရှိပါဘူးလို့လာကြည့်။အခုဒါဆိုတော့ကျွန်တော်တို့ပုံနေအခုရိုက်တဲ့အခါမှာတော့ तू ကမညီမညာနဲ့ပုံနေတတ်ပါတယ်။ तू ကပြီးတော့မှပုံနေကို तू ကတွဲပေးမှဖြစ်ပါတယ်။ကျွန်တော်တို့ဒီရိုက်နေတဲ့ process ကိုကျွန်တော်အောက်က အမှန်ချစ်ပုံလေးမှာကြည့်လို့ရပါတယ်အခုကကျွန်တော်လိမ္မော်ရောင်စစ်မှန်းရှိတယ်ဆိုရင်ပေါ်မပြီးသေးပါဘူးလိုတဲ့နေရာကျွန်တော်အပြည့်လိုက်ရိုက်ပေးပါအဲဒီခါကျရင်ကျွန်တော်တို့နေရာပါကြံ့ကြံ့နေတတ်ပါတယ်နည်းနည်းတတိထားပြီးရိုက်ပေးဖို့လိုပါပေါ့နော်ကို့မြင်ကွင်းအပြည့်ပါအောင်အဲကျွန်တော်ဖုန်းကိုအရင်မလှုပ်တာပိုကောင်းတယ်ခင်ဗျာဒီတိုင်းဆိုရင်ကျွန်တော်တို့သူစောင်းနိုင်ပါဖြစ်သွားရင်ပုံမှန်မလှတော့ဘူးပေါ့နော်ပြန်ပေါင်းတဲ့ခါကျလို့ရှိရင်အခုဒါဆိုတိတ်မလို့တော့ကျွန်တော်ရိုက်နေတာနည်းနည်းအဆက်3-5ဆက်ပဲလို့တော့မထင်နဲ့ဟုတ်ပြီ ီဘက်ကိုတစ်ခုထက်ရိုက်မယ်အဲပြီးရင်ကျွန်တော်တို့ညာဘက်နဲ့တိုးပြီးထက်ရိုက်လိုက်မယ်ပြီးရင်ပေါ်မှာတစ်ဆက်ပေါ်ပါတယ်အဲဒါနောက်ဆုံးဆက်ပါပဲကျွန်တော်အောက်က process ကိုကျင်တွေ့လို့ရပါတယ် okay အဲဒီညမှာကျွန်တော်စိတ်တိုင်းမကြောက်ဘူးဆိုလို့ရှိရင် back ပြန်နှိပ်ပြီးတော့ကိုမကြိုက်တဲ့ပုံတွေပြန်ရလို့ရပါတယ်ဒါကိုပြန်ရချင်တာနောက်ထပ်ဘယ်နေရာကိုပြန်ရချင်လဲကျွန်တော် back နှိပ်ပြီးတော့ပုံကိုစိတ်တိုင်းမကြောက်လိုက်တဲ့ပုံကိုပြန်ရလို့ရပါတယ်အဲဒါဆိုကျွန်တော်ပြန်ရိုက်ပြမယ်ပေါ့နော် Okay. Okay, ဒါပါပဲ။ဒါဆိုစိမ့်လေးပုံအောင်ရင်စိမ့်လေးကိုနှိပ်လိုက်ပါ။ဒါဆိုအခုကျွန်တော်တို့ဒီကိုရိုက်ထားတဲ့ပုံကိုခေါင်းကပြန်ပေါင်းပေးနေပါတော့။သူ app ကနေပြီးတော့ပြန်ပြီးတော့ဒီကောင်လောက်တာနည်းနည်းတော့ကြာပါမယ်။ဟဲ့လောက်ပါဟာ။အော်โอเคဒီမှာတွေ့ရနော်။ 360K ပါပဲဟာကျွန်တော်မမြန်ရိုက်တာဆိုတော့နည်းနည်းတော့ပုံလေးကမညီမညာတော့ပြစ်နေပါဗျာအဲခင်ဗျားတို့တေချာကောင်းကောင်းရိုက်မယ်ဆိုရင်ဒီထက်တော့ပိုကောင်းပါပါอืม resolution ใหม่เลยไม่ပါတယ်ကျွန်တော်360ပုံရိုက်လို့ပြီးပြီဆိုရင်ဒီပုံ social media ပုံမှာပြန်တင်ခြင်းနေဆိုရင်လည်းဒီ street view app ထဲကနေပဲတန်းတင်လို့ရပါတယ်ကျွန်တော်ခုန private session တွားပြီးတော့ကိုရိုက်ထားတဲ့ပုံကိုအောက်မှာ share ပေးလိုက်ပါကိုတင်ချင်တဲ့ပုံရေးပေးလိုက်ပါအဲဒါဆိုဒီအောက်က share cloud လေးနှိပ်ပြီးတော့ share privately ဆိုထည့်ရေးပေးလိုက်ပါအဲပြီးရင်အခုဒါကျွန်တော်ဘယ်မှာ share cloud မှာပဲပေါ့နော်အဲ social media ကြိုက်တဲ့ဟာမှာ share လုပ်ရပါတယ်အဲကျွန်တော်အခု Facebook ကနေပဲကျွန်တော် send တင်ပြပါမယ်အဲကျွန်တော်အခုဒါဆန်းလာဖြစ်တော့ only me နဲ့ပဲတင်နိုင်မယ်နော် ဒါဆိုအခု photo ကိုကျွန်တော် Facebook ကို upload လုပ်နေပါလိမ့်မယ်ဒီကောင်တိတ်ပြီးတော့မကြပါဘူးလွန်ဆုံး second 20လောက်ပဲကြာမှထင်ပါတယ်အဲဒါဆိုကျွန်တော် Facebook မှာတော့ကြည့်လိုက်မယ် upload လုပ်တာပြီးပြီလားပါနော်ဒါဆိုတော့အခုကျွန်တော်တို့ Facebook မှာတင်လို့ပြပါပြီအဲဒါဆိုရင်ကျွန်တော် 360°C အပြစ်လက်ကြည့်လို့ရတဲ့ပုံကိုကျွန်တော်ဒီမှာမြင်ရမှာပါ Facebook မှာတင်လိုက်တဲ့အခါ resolution တော့နည်းနည်းလေးဝါးဝါးပဲဗျာဒါပေမဲ့စိုးပါဘူးဟုတ်ကဲ့ခုကျွန်တော်ပြပေးသွားတဲ့ဒီလမ်းတိုင်း Samsung phone တွေမှာ surround shot mode နဲ့ရိုက်လို့ရပါတယ်ဒါပေမဲ့ surround shot mode က Samsung A Flagship series ဖြစ်တဲ့ A series တို့ Note series မှာပဲပါတာဖြစ်တဲ့ကြောင်းအဲတာမန် A series ပါခြိုင်တဲ့လူရတော့အဆင်ပြေမှာမဟုတ်ပါဘူးကျွန်တော်အခုပြပေးသွားရဲ Google Street View app ကတော့အဲအကုန်လုံး user အကုန်လုံးတို့အဆင်ပြေဆုံးနဲ့အကုန်လုံးပါပဲဟုတ်ကဲ့ဒီလိုမျိုး how to video တွေကိုထပ်မံကြည့်ရှုရှင်နေဆိုရင်ကျွန်တော် website tagstock.com.mm/how to မှာထပ်မံကြည့်ရှုနိုင်ပါတယ်